တခါချက်စားကြည့်ုံနဲ့အမြဲတမ်းချက်စားကြည့်နေမယ်။မှုမွေးဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့ဝတ်သားပန်ကမိကျော်လုံးနည်းလေးကိုမျှဝေပေးလိုက်ပါရစေ။အရင်ဆုံးဝတ်ပေါင်သားနှစ်တုံးကိုရေအေးထဲမှာပဲထည့်ပေးပြီးဂျင်းကျစ်သွတ်မယ်၊ကုကင်းဝိုင်ထည့်ပြီးတော့ပွက်လာတဲ့အထိပြုတ်ထားပေးလိုက်ပါမယ်။ပွက်လာလို့အပေါ်မှာအမြုံလေးထားလာပြီဆိုရင်တော့စကားလေးနဲ့ဆဲထားပေးလိုက်ပါမယ်။ပြင်းတော့အဖုံးအုပ်ပေးပြီးမီးအေးလေးနဲ့ပဲ35မိနစ်လောက်ပြုတ်ထားပေးလိုက်ပါ။ အသားပြုတ်ထားတော့နောက်ထပ်ပိုင်းပစ္စည်းလေးတွေဖြစ်တဲ့ကျက်သွမိတ်လေးတွေကိုဓာပြရိုက်ပြီးတော့လီထားပေးလိုက်ပါမယ်။ပြီးရင်တော့ငရုတ်သီးအနီလေးတွေကိုလည်းကိုစားနိုင်သလောက်အလဲရနေဓာလေးနဲ့ခြံထားပေးလိုက်ပါ။အသားလေးတွေကို တူလေးနဲ့ထိုးကြည့်လို့ပေါက်လာပြီဆိုရင်တော့ဆဲထားပြီးတော့အေးခံထားပေးလိုက်ပါမယ်။ပြီးရင်တော့အသားလေးတွေကို စားလို့ကောင်းအောင်လို့မထူမပားလေးလီထားပေးလိုက်ပါ။ပိုးထဲမှာစီနေနေလောက်ထည့်ပေးပြီးခုနလီထားတဲ့အသားလေးတွေကိုထည့်ကျော်ပေးလိုက်ပါမယ်။ ပြီးရင်တော့ခွားကြောက်စိတ်အနေငယ်လောက်ထည့်ပေးပြီးအသားလေးတွေရွှေအောင်တန်းပြီးတော့စီရီထွက်လာတဲ့အထိကြော်ပေးလိုက်ပါမယ်။စီရီထွက်လာပြီဆိုရင်တော့ဇွန်းလေးနဲ့ခတ်ထုတ်ထားပေးလိုက်ပါ။ပြီးရင်တော့ပဲငပိတဇွန်းနဲ့ဂျင်းအနေငယ်လောက်ထည့်ပေးပြီးမွေးလာတဲ့အထိကြော်ထားပေးလိုက်ပါမယ်။တခြားလေးနှံ့သွားပြီးအနံလဲမွေးလာပြီဆိုရင်တော့တခြားတဇွန်းလောက်ထည့်တဲ့ပြီးတော့ကြော်ထားပေးလိုက်ပါ။နောက်ထပ် cooking wine တစ်စုံကိုဘေးနားနဲ့ပတ်သက်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်။ ီရင်တော့ငရုတ်သီးအနီနဲ့တရုတ် sauce အချို့လေးတစ်စုံလောက်ထပ်တဲ့ပေးပြီးတော့တေချာလေးမှုထားပေးလိုက်ပါနောက်ဆုံးကြက်သွမ်းမိတ်လေးထည့်ပေးပြီးတေချာလေးမှုထားပေးပြီးသွားရင်တော့အခုလိုမျိုးအရန်စားလို့ကောင်းတဲ့ဝတ်သားပန်ကပိကြော်လေးကိုရပါပြီနော်ဒီဟင်းလေးကချက်ရနဲ့တန်အောင်အရန်ပဲစားလို့ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်